ဲ့ယုတ်ချစ်ပလေးတဲ့ကျွန်များလုံးပဲမင်္ဂလာပါ Jess Rushen ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခု Jess နဲ့အတူကြည့်ရမယ့် video လေးတွေကတော့เนาะဒီစစ်တပ်ကလာရှုမြို့ထဲပြန်ဝင်ပြီးဒီရပိုက်တော်တွေမှာပေါ့เนาะမြို့နယ်ပြည်သူများကိုเนาะဖမ်းဆီးပြီးမှတပ်ဖြတ်နေတဲ့အာရုတ်တံဖိုင်လေးကျွန်တော်အရင်ကြည့်လိုက်ကြအောင်เนาะတချူဟာရှင်းနေတယ်တွေ့နေတယ် ဒီမှာဆိုလို့ရှိရင်เนาะဒီစစ်တပ်ကပေါ့เนาะအာလာရှိုးမြို့ထဲကိုဝင်ပြီးမှပြည်သူတွေကိုဖမ်းဆီးပြီးမှအာတပ်ဖြတ်နေတဲ့ဒီရုတ်တံပါလေးဖြစ်ပါတယ်เนาะဒီနေ့ဒီနေ့အပယ်နဲ့စစ်တုံးရနေပေါ့เนาะ အဲဒီနေ့မှာတက်လာတဲ့ video file ပဲပါတယ်เนาะစစ်သားအုပ်ချုပ်ရင်ငင်းချမ်းတယ်စစ်သားအုပ်ချုပ်ရင်အေးချမ်းတယ်ဆိုပြီးမှเนาะအော်အော်နေတဲ့မေလိုခိတရောင်းစားတွေရဲ့အပြောင်းစုံနဲ့เนาะစစ်သားရဲ့လောက်ရဲ့ကကိုင်ငင်မှုရှိသလားပေါ့เนาะပြီးတော့လေပြောချင်တာက DMND ရဲ့ခေါင်းဆောင်တွေကလည်းပေါ့เนาะမင်းတို့တီချာလေးဒီဟာကို EC ထိန်စထိန်ထားလို့လိုက်လို့ရှိရင်เนาะဒီလိုပြီးသူတွေလည်းဘာမှထိစရာအကြောင်းလည်းမရှိဘူးเนาะတခါလေချက်တော့เนาะအာနောဝနာဖက်ကအရန်ပြောချင်စရာကြီးတိလား ကျွန်တော်ကြားထဲမှာပြည်သူတွေပဲခံနေရတာပေါ့နော်အာဒါလေးပြောပြချင်တာပြပါတယ်နော်အာစစ်တပ်ပြန်အုပ်ချုပ်ဒါကိုလိုလာတဲ့ပြည်သူတွေနော်မင်းတို့နော်စစ်တပ်ကပြန်အုပ်ချုပ်လို့ရှိရင်အေးချမ်းမယ်နော်အစင်ပြီးမယ်မထင်နဲ့နော်မင်းတို့ဒီထက်တော့မပိုဆိုးနေအောင်မယ်နော်မင်းတို့ရှိသမျှစစ်စင်အုပ်စာတွေလည်းအကုန်လုံးနော်ပြုတ်ကုန်လိမ့်မယ်တိလားမထား ။ဟုတ်ပြီဒီသတင်းနဲ့ပတ်သက်ပြီးမှ predict ချိုးအမြင်တုံ့တက်ချက်လေးတွေ comment မှာရေးပြပါ။ဆက်လက်ပြီးမှအတင်းစပင်းသတင်းကတော့ပြည်တွင်းငင်းချမ်းရေးဆွေးနွေးရန်တိုက်တွန်းနေတော့နိုင်ငံတကာအနေဖြင့်စစ်ကောင်စီရဲ့ပြည်သူကိုတိုက်ခိုက်တပ်ဖြတ်နေသောသဘောထားကိုစမ်းစစ်တုံးတက်ကြရန်အမျိုးသားငင်းမင်းအစိုးရအင်ဂျိုဂျီအစိုးရရဲ့ဒမရဒူဝလာရှိလာနဲ့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကတတိပီပြောဆိုလိုက်တဲ့သတင်းလေးဖြစ်ပါလိမ့်မယ်။ပြီးတော့ကရင်နေတွင်စစ်မှုထမ်းအဖြစ်စုဆောင်းခံရတော့တတ်သားတင်တို့လက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာတယ်လို့သိရှိရပါတယ်။ဟုတ်ပြီ။ အာဒီနေ့နောက်ဆုံးရရှိတဲ့တည်ရင်လေးတွေကတော့အာဒီလောက်ပဲဖြစ်ပါလိမ့်မယ်ပြီးတော့ဆက်လက်ပြီးမှနောက်မှာနော်ကိုစင်ညမကြီးတဲ့တဲ့လို့တင်ဆက်ပြီးတဲ့အာတည်ရင်လေးတွေတော့ပေါ့နော်ဆက်ကြည့်လိုက်ကြအောင်ကိုစင်တင်ဆက်ပြီးတဲ့တဲ့ရင်ကောင်းလိုက်အရင်စားလိုက်ကြအောင်နော်ဒီဂရင်းကတော့ကျွန်တော်ကတော့အားရပါတယ်ဟမ်မူရပြီးကိုရာဦးတွေတို့ပြတခိုင်ခိုင်တော်နိုင်ရေးမှာပြတ်သားပြင်ကျွန်တော်တို့ကဒီမိုကရေစီစနစ်နဲ့ပြင်တုံးနေတဲ့ကာလမဟုတ်ဘူးဒီမိုကရေစီစနစ်ရဖို့တော်လှန်နေတဲ့အချိန်ဘယ်လိုတော်လှန်နေလဲအစမ်းနဲ့တော်လှန်နေပြီးဒီမိုကရေစီစနစ်ကိုရအောင်ဒါပေမဲ့ အဲ့ဒီဒီမိုကရေစီစနစ်ကိုပစက်နဲ့တော်နိုင်ခဲ့တဲ့လူတွေကိုအားလုံးလေရေးရဆက်ဆက်အသက်ရှိတဲ့ကောင်တွေကပြစ်တယ်။အဲ့တော့ကျုပ်တို့လည်းကျွန်တော်အခုတနက်ရတာ။အဲ့တော့ကျုပ်တို့ကိုတစ်ချက်ပြင်မင်းတို့လည်းတစ်ချက်ပြင်မယ်ဆိုရင်ဟမ်မူရာဘီကိုဒါဥပဒေလိုပဲ။အခုဒီစတိုင်းတိုင်းအင်းတော်မျိုးတွေမှာတော်နိုင်ရင်ဒီမိသားစုတွေကိုအစုလိုက်အကြုံနဲ့တက်ဖြတ်ခဲ့မှာပေါင်ဝင်တဲ့လူစုံကြီးတွေအပါအဝင်လူ30လောက်ကိုဖမ်းဆီးထားတယ်တတိယဖြစ်တယ်။ เนาะအဲ့ဒါဘာလဲဆိုတော့ဒီအင်တော်မျိုးတွေမှာရှိတဲ့ PDF အခုဒီအိမ်တိုင်းမှာအတားဖြစ်သူက PDF ပေါ့ဒါကိုအဲ့ဒီယူဟာကောင်ကပြီးစိုးလီကောင်ကသူကလိုက်ပြပြီးတော့အစုလိုက်ပြုံလိုက်ဒီလူတွေတက်ခံတိအောင်လုပ်ခဲ့တဲ့လူတွေဟိုအကြောင်း30ကိုဖမ်းမိတာဆိုတော့တကယ်မဖြစ်ပါဘူးစတိုင်းတိုင်းအင်တော်မျိုးတွေဒီလူများနဲ့ဒေါ်လာရေးတမန်များကိုတက်ဖြတ်ခဲ့တော့ထွေအုပ်ဝင်တန်းပြုတ်နဲ့အုပ်ချုပ်ရေးပုံပြီးစိုးဒီများနဲ့ SND တက်ဖို့ဝင်များအပါအဝင်တရားခံ30ကျော်ကိုဖမ်းဆီးအရေးယူထားကြောင်းအင်တော်မျိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်ကြီးတွေကပြောဆို ဧတလ9ရက်နေ့အင်းတော်မျိုးကိုတိမ့်ပိုက်ခဲ့ကြောင်းရင်းနောက်ပြည်သူများနဲ့တော်လိုင်းဓမ္မများ၏ဤတားစုများကိုအစွန်းလိုက်အပြုံးလိုက်ကပ်ပြတ်မှုဒူးလွန်ထားသူမြို့နယ်အုပ်ချုပ်ရေးမှုယူဇော်ဒီများ SNA တပ်ဖွဲ့ဝင်များထွေအုပ်လောက်ခံအုပ်ချုပ်ရေးမှုများအပါအဝင်စစ်တပ်ထောက်တိုင်30ကျော်ကိုဖမ်းဆီးရေးယူထားကြောင်းဖမ်းဆီးထားသူများမှာ PDF တပ်ဖွဲ့ဝင်ဤတားစုဝင်များကိုအစွန်းလိုက်အပြုံးလိုက်ကပ်ပြတ်ပြီးတော်လိုင်းဓမ္မများ၏ဖမ်းဆီးထောင်ချရပြီးပါဝင်ခဲ့သူများဖြစ်ကြောင်းသိရှိရသည်သူတို့ကိုဖမ်းမိတာကမြို့တိုင်းတိုက်ပွဲပြီးတဲ့နေ့ကဖမ်းမိတာမှန်ပါတယ်အခုအခုတော့အခုလူတို့ကိုတော့ တိုင်းကိုလွှဲပေးဖို့ပြောထားတယ်ပေးထားတယ်ယူစောဒီတွေ SN တွေတပ်ဖွဲ့ဝင်တွေအုတ်ထုတ်ရေးမှုတွေမြို့နယ်အုတ်ထုတ်ရေးမှုတွေပေါ့မြို့နယ်မှုမောင်နှက်ပြင့်ဆိုတာကတော်တော်ကိုဆိုးတယ်အရင်ဘူးလိုက်အမျိုးလုံးတစ်နှစ်ဖောက်ပြီးပတ်ရမ်းတဲ့လူဖမ်းမိတဲ့လူတွေကဒေသခံတွေဆိုတော့ဘဒုကဘာလုပ်လဲဆိုတာတိနေတာပေါ့တိနေတော့စစ်တပ်ကိုတရင်ပေးပြီးဖမ်းခိုင်းတာပြီးတော့ဒေသခံယူစောဒီတွေဆိုရင်သူတို့ပေါ်တိုင်းတပ်ဖြတ်တာမှာပါဝင်ကျူးလွန်ခဲ့တဲ့လူတွေပါဟုတ်အင်းတော်မျိုးပြည်သူကာကွယ်ရေးတပ်မတော်တရင်ရင်းမြစ်ကရန်ကုန်ခေတ်တည်ထောင်တာပြောကြတယ် ဖန်ဒီရချင်းသူများတွေ2022ခုနှစ်အော်တိုဘာလ28ရက်ကအင်းတော်မြို့နယ်နမဟုတ်ဒီဂျေးရွာနေ PDF မိသားစုဝင်ဂျိုနာရှိဘူးကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကိုဦးဆောင်ခဲ့သူယူသောဒီခေါင်းဆောင်တင့်စော်ဝင်းအင်းတော်မြို့နယ်ပြည်သူများကိုဖမ်းဆီးထောင်ချရတယ်ဦးဆောင်သူမြို့နယ်ပူနှတ်တဲ့ယူသောဒီခေါင်းဆောင်အောင်မြင့်နိုင်ယူသောဒီအဖွဲ့ဝင်အောင်အောင်ကုန်းရွာသားအောင်ဝင်းထရီအုပ်ချုပ်ရေးမှူးဦးစီးဌာနမှဝန်ထမ်းများပါဝင်ကြောင်းသိရှိရသည်2024ခုနှစ်ဩဂတ်လ16ရက်နေ့တွင်အင်းတော်မြို့ဒိန်းတိုက်ပွဲကို ်ပြန်ပြီးဗီဒီယိုဘူးကောင်းတက်မှတ်များကစတင်ခဲ့ရရှစ်လခန့်အကြာ2025ခုနှစ်ဒီဇင်ဘာ9ရက်နေ့ညပိုင်းတွင်အပိသက်ဒိတ်ပိုက်တိုင်တဲ့အင်းတော်မြို့ဒိတ်တိုက်ပွဲတွင်တက်မှတ်89တက်မှတ်မှုဘူဘူးကျော်အောင်တက်ဦးအပါဝင်စစ်တုံးမှ180ကျော်ကိုဖမ်းဆီးမိခြင်းအပြင်လက်နက်ခဲအမြောက်များကိုတင်ဆက်ရရှိခဲ့ပါတယ်။ကြိုက်တယ်ကျွန်တော်ကဒီသတင်းကိုနော်အရန်ကြိုက်တယ်ဘာဖြစ်လို့လဲအဲ့ဒီပုံစံဖြစ်နေရတယ်။ဒီသတင်းကိုတတိုင်းပြည်လုံးမှာရှိတဲ့ဒီစစ်တပ်ထောက်နိုင်လုပ်နေတဲ့ပြူစောဒီဂျီအုတ်ထုတ်မှုတွေနော်အားလုံးတိတိ ငါတို့ကာလဒီဒီနေရာမှာငါတို့ရှိမှာနော် PDF တွေမရှိပါဘူးလုံးလို့ရရင်ရတယ်ဆိုပြီးလူဘွားဝါခဲ့တဲ့အရာတွေကတစ်ချိန်ကျရင်ပြန်ပေးဆက်ရအောင်မယ်ဆိုတာဒီတရားခင်ဗျားတို့ပြတ်တည်ပြတာအဲ့တော့အချိန်တိုင်းစစ်တပ်ကနိုင်မှာပဲဆိုပြီးတော့မိုက်မင်းနဲ့နဲ့နှက်ကြမယ်ဆိုလေကိုယ့်ရဲ့တဘောပါပဲနော်အခုဒီအင်းတော်ညွန့်နေမှာလည်းဒီလိုပဲအခုလက်ရှိခန်းကနေထားတဲ့ဒီကွေး30ကျော်ပုတ်ကွေး30ကျော်ကလည်းတစ်ချိန်ကခင်ဗျားတို့တွေးသလိုပဲတွေးခဲ့တာ ငါတို့ဒေတာမှာ video တွေမရှိပါဘူးအချိန်တန်ဆက်တက်လက်နိုင်မှာမှာပဲဆိုတဲ့အတိတွေးခဲ့ပြီးတော့ဒီလိုမျိုးပြည်သူတွေအပေါ်မိုက်ရန်ရုံမှခဲ့တဲ့အလုပ်တွေလုပ်ခဲ့တာဒါပေမဲ့အခုချိန်မှာသူတို့အလှည့်ပြန်ရောက်တယ်အဲ့တော့တနာစရာကောင်းနေတာအဲ့လိုပဲတနိုင်ငံလုံးမှာရှိတဲ့ထုထင်အင်အားတွေတိုင်းမှာရှိတဲ့အုပ်ကြီးတွေနေနဲ့ငါတို့အင်အားတွေတိုင်းကိုတော့ PDF တွေတော်လိုင်းအင်အားစုတွေမရောက်နိုင်ဘူးခင်တယ်နေခင်ဗျားတို့နောက်ကကြီးကြီးရပါလိမ့်မယ်ကျွန်တော်တို့ကတိလို့ချိန်ချောက်တာမဟုတ်ဘူးချစ်တင်တာကိုမဖြစ်အောင်လို့တတိပေးတာပဲရှိတယ်ဒါအောင်မှအကောက်ကိုစက်မိုက်ပြီးလောက်ရမယ်ဆိုလေ တဘောပါဟုတ်တယ်မလားရှင်းရှင်းပြောရင်ကျွန်တော်တို့ကတော့တော်လိုင်းရင်းမားတွေကတော့အစုံးပြီးသွားမှာပွဲနော်အဲ့တော့ငါတို့ဒေတာမှာ PDF တွေမရှိဘူးလုတ်ချင်တိုင်းလုတ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တဘောပါပဲအချိန်တန်ကြအခုဒီပုံထဲမှာနော်ကျွန်တော်ပုံမပြတော့ဘူးနော်ဆော့ခွက်တွေတွေးတန်နေရင်းနဲ့ဖြစ်နေတော့ပုံကျွန်တော်မပြတော့ဘူးဖြတ်ချက်အထိမှဆိုလို့နော်ကြည့်ကြည့်လို့ရှိရင်ဒင်းနဲ့တမဝင်ကြည့်ဒီတစ်ထင်းကအောက်နေပြန်လဲပို့လာတယ်တကယ်ရှိတယ်ဒီထက်စိုးတဲ့ပုံတွေလည်းရှိတယ်ဟုတ်တယ်ကျွန်တော်တို့ကမီဒီယာကိုကြော်ပြီးတော့မတင်တောင်းတော့ဘူး။ရီရှင်တော့မီဒီယာတင်ထားတဲ့စာအတိုင်းပဲကျွန်တော်တို့လုပ်တာများတယ် ဘာဖြစ်လို့လဲကျွန်တော်ဒီတော်နိုင်ရေးမှာတကယ်ပူးစရာမလိုအားလုံးအတိနေပြီလားအဲ့တော့အထူးသဖြင့်အရာဝီတိုင်းအပါဝင်အခြားတော်တိုင်းနဲ့ပြည်နယ်အနှံ့မှာရှိနေတဲ့เนาะအုပ်ချုပ်ရေးမှုတွေစစ်တပ်ထောက်တိုင်းတွေအပြင်နဲ့စဉ်းစားကြပါဒီတိုက်ပွဲဟာဘယ်လောက်ထိကြောက်မှာလဲ62မှာအာနာပိန်းခဲ့တယ်88မှာအာနာပိန်းတယ်2021အာနာပိန်းတယ်အဲ့ဒီသုံးခုတူကြလားပဲနှိုင်းချင်ကြပါပြီးလို့ရှိရင်အပေါ်ကဘယ်လောက်ပဲခိုင်ခိုင်ငါလုတ်တဲ့မလုတ်တဲ့ဆိုတဲ့အတိအကျနဲ့စဉ်းစားဆုံးဖြတ်ကြပါအထင်ကြီးတော့ အချိန်လုံးမှအခုအင်းတော်ကကောင်းနေလို့ဒီအချိန်လုံးမှဆိုရင်တော့အဲ့ဒါလို့သွေးရဲရဲတန်ရင်းချင်းနဲ့ဒူးထောက်ခွင့်မရတော့ဖြစ်သွားလိမ့်မယ်။အင်းဒါကြောင့်မလို့ငါတို့ရှိမှ PDF တွေမရှိပါဘူး။ရုပ်မှနေနိုင်ရုပ်မှမဆိုဒီတည်လေးကိုမြင်အောင်ကြပါလိမ့်တိုက်တော့ပါ။နောက်ထပ်တည်လေးတစ်ခုလည်း practice ပေးရှင်ပါလေ။ KNB နဲ့ Concrete ဂျုံတို့လမ်းမကြီးကို KNN နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေကဒီစစ်ကောင်စီ gate ငားလေးကိုတင်ပြီးတော့အဲ့ဒီလမ်းပိုင်းကိုထိန်းချုပ်လိုက်ပါလေ။နောက်ဒါဒီနေ့ဆိုရင်အဲအခုဒီမနက်မှဒီတည်ရင်တက်လာဖြစ်တယ်။ ခင်ဗျားနဲ့ကော့ဘရိတ်နဲ့ဂျုံဒိုးလမ်းပိုင်းရှိစစ်တပ်ဘေးစခန်းငါးခုကို PNL ပြည်ပြောင်းတပ်ဖွဲ့များကထိန်းချုပ်လိုက်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးပြည်နဲ့ထွက်ပြေးကိုလိုမာကြောင့် PNL တရင်းရင်းကရေငုံခက်တဲ့ဒေသထံကပြောဆိုတယ်။ဒီခုရပိုင်းကဖြစ်ပွားခဲ့တော့တိုက်ပွဲများအပြင်ကော့ဘရိတ်ဂျုံဒိုးလမ်းပိုင်းရှိစစ်ကောင်စီတိုက်အထိုင်ဘေးစခန်းငါးခုကိုတိန်းထိန်းချုပ်ပိတ်ပိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်း PNL ပြည်ပြောင်းမှုပူးပေါင်းတပ်များထံသို့ဆက်လိုက်ကိုလိုခဲ့ရှိကြောင်းသိရှိရတယ်။ဒီလဆက်ရှိရတဲ့စကူရဲ့မိမှာဂျုံတိုးနဲ့ကော့ဂရိတ်ကိုတွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့ DGB ဘိုဘီ PC ရဲ့ဘိုးဝင်းအောင် PC အဖွဲ့ခမရ946ခမရ945တက်တွေရဲ့အထိုင်ဒိတ်ကနေရတယ်အပုံစုံကြီးရေးကုန်ကြဒီပေရ27ရက်မှာကြုံတို့ခမရ945တက်ကနေစစ်သား6ဦးပြေးလာခံတက်ကနှစ်ဦးပါစစ်မှုထမ်းတက်လာပြည်တည်းဦးပါအခုဒိဋ္ဌိကျန်ဟာကလေးတိုင်၅တိုင်နွားချံကော့ကော့ဝါနဲ့နေရာတွေပေါ့တို့စစ်တပ်ကျန်နေတာက၉တိုင်နားကတကိတ်၊၅ဝတ်တကိတ်ကျန်နေသေးတယ်အဲ့ဒီဂိတ်နှစ်ဂိတ်ရရင်တော့ ကွန်ကရစ်နဲ့ဂျုံလူချမ်းမှာစကားစတက်ရင်နေရာတွေကနွယ်လို့ဂိတ်စခန်းမရှိတော့လို့တက်မှလမ်းမကြီးကိုထိန်းနိုင်ဘူး PNN နဲ့တိုင်းတဲ့နေရာဆိုတယ်လက်တော့ကွန်ကရစ်မျိုးအဝင်ခမရ9လေးချောက်တက်ရင်စကားခါစနစ်ခလိုက်ရ1 3တုံညာခလိုက်ရ1 3တက်အမတ်အတုံးတက်နဲ့တက်ရင်ညာ PNN ပြည်ရဲ့မဟာမိတ်တပ်ဖွဲ့များကဝိုင်းပတ်ပိတ်ဆို့ထားပြီးစီးရဲချင်းတွေလုံးတင်းမှန်နေကြောင်းသိရတယ်ဒီကနေ့ဆယ်နှစ်ဝိုင်းမှာစကားခါစနစ်နဲ့တူတယ် အရန်တိုက်ရင်းနေရာတွေကိုထောက်ထားတာပေါ့နော်သူတို့အပြစ်မထွက်ကြိုက်တော့ပဲနဲ့ဒရုန်းနဲ့ပြင်းထောက်တယ်ဝိုင်ကလက်လေရင်တွေနဲ့ဘုံပတ်ကျန်းတိုက်ရင်းထဲကနေလက်နဲ့ကြီးနဲ့ရံပစ်တယ်ပိုက်ပွဲကရန်ကုန်ဘုံကြီးကျောင်းနားမှာရှိတဲ့စစ်တပ်ဘန်ကဂရုတ်ကြီးနေရာကိုတိုက်နေတာရဲ့ကိုယ်တိုင်နားကစစ်တပ်ကိစ္စကန်တွေတိုက်နေတာကို PNL တွေဗလင်းကြီးတွေကဆက်ရှိပြဒီကုကတိုက်ပွဲများတွင်လမ်းမဆက်တော်ရင်ပြတ်တောက်နေပြီးကွန်ကရစ်ညွတ်နဲ့စက်ကလေးမရှောင်မဲ့နေထိုင်တိုင်းသူများမှာကုန်စင်းသုံးပြင်းပြနေတော့ကြောင့်ဝေယူစားတော့ရင်ခက်ခဲနေကြောင်းသိရှိရတယ် စစ်ကောင်စီဘက်ကတော့ concrete ပြုလို့ရှိဘုံကြီးကြောင်းဖျားစီစီနဲ့စာရင်ကြောင်းကြတဲ့ခိုင်တဲ့ personal ခံစစ်ပြင်ဆင်ထားကြောင်းလာလူကြုံတွုံးမျိုးတွေနဲ့စစ်ကောင်စီတပ်ကရဲရဲစခန်းစာရင်ကြောင်းဖျားကောင်းနဲ့ဘုံကြီးကြောင်းများတဲ့အင်အားများကြီးတပ်စွဲခံစစ်ပြင်ထားကြောင်းသိရှိရတယ်။ဟုတ်အဲ့တော့လက်ရှိကရင်ပြည်နယ်မှာဖြစ်နေတဲ့ပြဿနာပေါ့နော်အဲ့တော့ကရင်ပြည်နယ်မှာအားလုံးသိတဲ့အတိုင်းဒီကရင်ပြည်နယ်မှာ ။တချင်းကမြောက်ဒီကိုဝင်သိမ်းခဲ့တယ်။မြောက်ဒီကိုမဟာမိတ်ကောင်းဖွဲ့တဲ့ဒီအနေပြန်ယူလဲမဟာမိတ်ကောင်းဖွဲ့သိမ်းပြီးတဲ့နောက်မှာမြောက်ဒီမြို့ကိုရတယ်။မြို့ဆောင်တပ်ကိုသိမ်းနိုင်တယ်။အဲ့ဒီမြို့ဆောင်တပ်မှာရှိခဲ့လက်နက်တွေကားနှစ်စီးသုံးစီးတိုက်ဒီဒီပြန်ယူဌာနချုပ်ကိုအိမ်တိုက်အလုံးတို့ရဖြစ်မှာ။အဲ့ဒီပြီးတဲ့အချိန်မှာဒီစစ်ကွေးအကောင်20 30လောက်ကအမှတ်နဲ့တရားအောက်မှာကျင်းတူးပြီးတော့နှစ်ရက်တိတိလာနေနေတယ်။ ဒါကို BG အကြောင်းနဲ့ခုနဲ့အနှာကြည့်ပြီးပြီးတော့နော်ဒီမြောက်ကြီးမျိုးကိုပြန်ပေးရတဲ့နောက်ပိုင်းမှာတောင်ပိုင်းတိုင်းနဲ့ပတ်သက်လာလို့ပြည်သူတွေကတော်တော်စိတ်ပျက်ခဲ့ကြတယ်ဒီကိစ္စနဲ့ကြောင့်အခုနောက်ပိုင်းမှာတောင်ပိုင်းကဒီအောင်ပွဲတွေရတဲ့အချိန်မှာနည်းနည်းပြည်သူတွေစိတ်ပျက်နည်းနည်းဟိုစိတ်ပျက်မှုတွေကိုညှော့လာပြီးတော့နည်းနည်းစိတ်အပိတ်ကွက်မှုတွေဖြစ်လာတဲ့အချိန်မှာအခုလိုတိုက်ပွဲတွေရတဲ့အတွက်အမှန်အားရှိကိုကောင်းပါတယ်အဓိကပြောချင်တာကနှစ်ပိုင်းရှိပါတယ်တောင်ပိုင်းမှာမှန်ပါတယ်ပြည်သူတွေစိတ်ပျက်ဆင်းရဲကောင်းတော့အောင်ဒီတိုင်းနဲ့လက်နက်ကင်တွေထဲမှာဒီစကွင်းနဲ့ပေါင်းနေတဲ့နော်ကိုရိုးရှာတဲ့ လက်နက်ကင်အောက်တန်းစားတွေရှိတယ်မှာဒါဒီတော်နိုင်ရေးကိုတော်နိုင်စိတ်နဲ့လုပ်နေတဲ့လက်နက်ကင်နဲ့မြန်မာတွေပဲရှိပါတယ်အဲ့တော့တခုရှိတာကအချင်းချင်းတွေ့ရရင်နံပါတ်၁ချက်ဖြစ်နေတာကဒီတောင်ပိုင်းမှာရှိတဲ့လက်နက်ကင်ခေါင်းဆောင်အားလုံးကမညီညာကြဘူးနော်ဒီအကျိုးစီးပွားရှာတဲ့အခွဲအကျိုးစီးပွားရှာတဲ့အခွဲတက်တက်ဖြစ်နေတယ်။တော်နိုင်ရေးကိုတော်နိုင်ရေးတူကိုတွားနေတဲ့အခွဲကတက်တက်ဖြစ်နေတယ်။အဲ့ဒီပေါ်မှာမညီမျှမှုတွေရှိတယ်။ဒါဇာကန်အမေနဲ့တော့အောက်ချီနော်ရဲဘော်တွေနဲ့မဟာမိတ်တို့ဒီပူးပေါင်း PDF တွေပေါ့ တော့နောက်တစ်ချက်ကျတော့ကျွန်တော်တုတ်ငါနှစ်ကောင်စစ်စစ်ရေးရတယ်လှုပ်ပေးလိုက်တဲ့ဒီတုံမန်းနေရှိတယ်အဲ့ဒီတုံမန်းတွေကိုစစ်ကောင်စီနဲ့လဲလှယ်ပြီးတော့ဘာလုပ်လဲဆိုတော့ဒီတုံငါနှစ်ကောင်စစ်စစ်ရေးရမြောက်ပိုင်းမဟာမိတ်ကနေဒီဖမ်းပြီးတဲ့စစ်ပွေးတွေကိုတုံမန်းကြီးလဲတယ်တော့မှတ်သူတို့လည်းမတွေးနိုင်ဘူးဒီကောင်တွေကိုရေးရှိတယ်အဲ့တော့တုံမန်းကြီးလဲလှယ်ဆိုပြီးတော့ဒီစစ်ကောင်စီပေးလိုက်စစ်ကောင်စီအဲ့ဒီကောင်တွေကိုခေါ်လာပြီးတော့မင်းတို့ထောင်ပြခံမှာလားမင်းတို့စစ်ပြန်လိုက်ပြီးမှငါတို့တို့ဆိုတော့ဘယ်သူပဲဖြစ်ဖြစ်ထောင်ထဲမှာတော့ဘယ်သူမှတော့မလုပ်ဘူး နော်စစ်ပြန်ပိုက်ကအမတော်လို့ရှိတယ်မှာတော်ပြေးလို့လုံးဝလုံးဝမဲ့ဆိုတဲ့စိတ်နဲ့အဲ့ဒီတုံ့ပန်းနေအာလုံးကစစ်အောင်စီတက်ဖို့ဝင်တယ်ဒုတိယစင်ပြန်ဖြစ်ကဖြစ်လာပြီးတော့ဘာလို့ဆိုအဲ့ဒီတောင်ပိုင်းတိုင်းကိုကိုလူပွဲလာခြင်းပါအဲ့ဒီကိုလူပွဲခြင်းပါလိုက်တဲ့အချိန်မှာပထမဒီစခန်းမှာနော်အင်အား90ရှိတဲ့စခန်းတစ်ခုပါနောက်ထပ်အင်အား100ဖြတ်ပြီးအင်အား150ဖြစ်လာတာဘာဖြစ်လဲဆိုစစ်တောင်းဖို့မှုဖြစ်လာအဲ့တော့စခန်းသိမ်းဖို့လုပ်ထားတဲ့တောင်ပိုင်းမှာရှိတဲ့အင်အားစုတိုင်ရင်တက်ပွက်နေတာ စကန်းတို့တိတ်နေဆိုတာဒီစကန်းကအင်အားဘယ်လောက်ရှိတယ်ဒီစကန်းကိုဝင်ပြစ်လို့ရှိရင်ဘယ်လောက်ကြာချိန်ဘယ်လောက်ရှိတယ်ဒီဘယ်လောက်ကုန်လဲဒီစကန်းတိတ်မှုတော့ကုန်ရက်စိတ်ဘယ်လောက်လဲဒါတွေကိုကြိုတွက်ထားအဲ့ဒါတွေကိုတွက်ပြီးတော့စု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 တော့အားလုံးသိတဲ့အတိုင်းကျွန်တော်တော်လိုင်းအင်အားစုဘက်ကခဲရလက်နဲ့စုရတယ်ဆိုတာပြည်သူချွေးနှဲစာတွေနဲ့ငားပြစုစေပြစုမူးစမူးစုမဆုကနေကျွန်တော်တို့ကဒီတိုင်ဝတ်တပွဲအတွက်ကိုစုရတာတိုင်တစ်ခွက်နေအဲ့တော့အဲ့လိုစုရင်းနဲ့ဒီစကန်ကိုအင်အား58ရဲ့စကန်ကိုတိန်းကန်နေနေကြတဲ့အချိန်မှာဘုရင်ကပြောသူတောင်ပိုင်းကိုခွတ်လို့ဝင်လာတဲ့အချိန်မှာလုံးဝမို့တော့မနေရဘူး ။ဘာဖြစ်လာလဲဆိုတော့အဲ့ဒီကိုတိမ့်နဲ့လုပ်တဲ့စခန်းတော်နဲ့ကို့ကိုပြန်ပြီးလို့စချောင်းထိုးစီမှာပြန်နေခုခံတဲ့နေရာမှာတုံးလိုက်တော့ဆူထားတဲ့ခဲလဲဒီလက်နဲ့ပြန်ကုန်မပြန်။နောက်တစ်ဖက်ဒီလိုနဲ့တောင်ပိုင်းမှာတော့ကရောက်တဲ့နေရာဒီအများကြီး။အဲ့တော့တိချက်ကတစ်ခုပဲပေါ့။ဘုရင်ကပြောလို့ဒီကိုကျိုးရှာနေတဲ့လက်နက်ကောက်တန်းသားတစ်ချို့တောင်ပိုင်းမှာရှိလို့တောင်ပိုင်းတိုင်းကတော်နိုင်ကြီးကိုတော်နိုင်နဲ့ပြူအောင်မပြတ်သားနိုင်တာတစ်ချောင်းပြောနောက်တစ်ချောင်းပြတော့ဘုရင်ကပြောသလိုဒီတုံမန်းတွေကိုလွတ်တဲ့ကိစ္စဒါတွေကြောင့်တောင်တောင်ပြည်သူတွေကမတည်ဘူး တော့တိုင်းတော့ဖွင့်နေတဲ့ထိစမှုရှိတဲ့လူတွေပဲဒီပြဿနာတွေကတည်ရအဲ့တော့ကျွန်တော်တို့ပြည်သူလူမြေတားရက်ခံနေတာကဒါကျွန်တော်တို့ထောက်ဖို့တွေဆိုတာဂျားတဲ့အနေနဲ့ပြောချင်တာဘာဖြစ်လို့ဆိုတော့စိတ်ပြက်တာဟုတ်လားစိတ်ပြက်ပါမပြက်နဲ့မပြောတော့ပြုတ်တဲ့နေရာတွေဆိုတော့စိတ်ပြက်ပေါ့ကောင်ကျွန်တော်တို့ကိုယ်တိုင်းလည်းစိတ်ပြက်ပါတယ်อืมဒါပေမဲ့ကျွန်တော်တို့ကြည့်ရမှာကစိတ်ပြက်เสียကောင်းတဲ့လူတွေရှိတယ်လို့အားပေးထောက်ခံပြီးတော့လေးစားဖို့ကောင်းတဲ့လူတွေလည်းရှိပါတယ်ကျောင်းစစ်ပြတာတစ်ခုတည်းနဲ့ပြစ်ပယ်လိုက်မှာဆိုရင်အဲ့ဒီဘဝနဲ့ချီပြီးရင်းသားတဲ့ဟိုအောက်ချီရဲဘော်လေးရဆက်ပြီးတော့အရာရှိတွေတင်းမှာတော်လန်ရေးစိတ်သက်သက်လုပ်နေတယ် တူရဲကောင်းတွေအများကြီးရှိတယ်။သူတို့မျက်နှာတွေကျွန်တော်ပြန်ကြည့်ရတယ်။ဒါကြောင့်မလို့တောင်ပိုင်းနဲ့ပတ်သက်လို့အဲအားနှက်ချက်တွေရှိတယ်လေ။ဘယ်လိုအားတာချက်လဲရှိမှာပါ။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံတော်နိုင်ငံအရွှေ့ကောင်းမှာအားလုံးပါဝင်တဲ့အတိုင်းသာအဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစိတ်ပြေအောင်နဲ့ပြစ်ပယ်ထားလို့မရပါဘူး။အားလုံးလက်တွဲနိုင်အောင်ဝိုင်းလုံးမှလာရမှာပါ။အဲစစ်ကောင်စီကတော့ရန်သူပြည်သားဆိုပြက်သားဆိုတွန်းနေတယ်။သူကသူအနာရရည်အတွက်တိုင်းပြည်ကိုခြံနှင်းဖို့လည်းမခဲရင်သူတိုင်းပြည်ကိုလူများနိုင်ငံအောင်ရောင်းစားဖို့လည်းမခဲရင်အဲ့လိုအနေထားမှာကျွန်တော်တို့ဘက်ကအားလုံးစူးစီးယုံနိုင်ရမယ်။ အခု BGS တို့ဒီကီဘီတို့ပြောရခက်တာပြောရခက်တဲ့ပြည်သူတွေရှာထပ်ပြဒါမှမဟုတ်လေဒီခေါင်းဆောင်တွေမှာဘယ်သူတွေကတော်နိုင်သိရှိတယ်ကျွန်တော်ရအောင်စီယုံနိုင်ရမယ်နော်အကျိုးစီးပွားဆိုတာငါတို့ဘယ်အချိန်ပြန်ချရှာလို့ရတယ်ဒီကာလမှာငါတို့ပြအောင်ဖြတ်ပြီးမှငါတို့ဒီအကျိုးစီးပွားရှာရမယ်ဆိုတော့အရာတွေကိုလည်းဒီအကျိုးစီးပွားရှာနေတဲ့လူတွေကိုနားတွင်းပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘက်ကပူပေါင်းလာမယ်ဒါရင်အင်အားဖြတ်စီတာပေါ့ဟုတ်တယ်မလားဟုတ်တယ်เนาะကိုစီပြောတော့တဲ့ဒီ game မှာပါတယ်ကျွန်တော်တို့เนาะဒီ online မှာတော့เนาะအမနိုင်ပြန်เนาะ ကျွန်တော်တို့ရိတောင်းပါပေါ့နော်အာကျွန်တော်ကိုနိုင်ကအမှန်တိုင်းပြောလို့ရှိရင်ကျွန်တော်ကိုနိုင်ကတကယ်စိတ်တကြတဲ့ချိန်လေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်စိတ်တကြနေလို့မရပါနော် စိတ်တကြနေလို့မရပါဘူးနော်စိတ်တကြနေလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီကျွန်တော်တို့လိုချင်တဲ့အောင်ပွဲကဘယ်တော့မှရမှာမဟုတ်ဘူးဆိုတာကတော့အာတီထားဖို့လိုတယ်ဆိုတော့เนาะကျွန်တော်တို့ဘယ်လောက်ပဲခက်ခဲနေပါစေပေါ့เนาะကျွန်တော်တို့အောင်ပွဲကเนาะအရင်နှေးလာပြီဖြစ်တဲ့အတွက်အာဒင်တာကြောင့်ဘာလို့ပြောချင်ပါတယ် ဆက်လက်ပြီးမှအမိုက်တက်တဲ့တင်ဆက်ပြီးတဲ့တင်လေးဆက်ကြည့်လိုက်ကြအောင်နော်ဒီအခြေအနေတွေကတော့နောက်ပိုင်းမှာဒီလောက်မှာအကောင်ကြီးကြီးတွေပေါ့နော်ဘုံကြီးအဆင့်လောက်တော့မဟုတ်ပဲねဒီထက်ပိုတဲ့အာယာလူတွေနဲ့ပုံပုံတွေကိုကတ်စိတ်စိတ်ဖန်စီလာနိုင်တယ်ပေါ့နော်စစ်တုံးတွေဖန်စီလာနိုင်တဲ့အခြေအနေကိုကျွန်တော်ဆက်တက်ရနိုင်တာဖြစ်တယ်နောက်တစ်ခုကဒီနေပြည်တော်ရဲ့ပုံဝင်ခြင်းပါပေါ့ထောက်တော်လေးရဲပေါ့လေ PDF ဒီဝင်ရောက်နေနိုင်တဲ့အခြေအနေကိုလည်းကြားနေရဖြစ်တယ်ပေါ့နော်အဲ့တော့2025ဟာထောက်တော်လေးရဲ့ကိုနော်ချိန်ွေရှာဘယ်ဘက်ကိုအလေးတောင်လဲဆိုတာကိုတိတိကျကျနော်သိနိုင်မဲ့ အဲနှစ်တခုလို့ကံမမိရောအဲ့တော့ဒီနေ့ဖတ်လိုက်ရတဲ့ဒီလေးခုရှိတယ်ဖတ်လိုက်ရမှာပေါ့ကွာအကြောင်းဗီဒီယိုမှကြည့်လိုက်ရတာပါစီရီယံဘုံကြီးတယောက်ပြောတာပေါ့နော်နေပြီးတော့ရဲ့ -30 လောက်တာကွာဝင်ရှင်းနေမှာကျွန်တော်ဗီဒီယိုရေးဖို့လေစစ်စစ်ပြုလုပ်ကြတယ်စစ်စစ်ပြုလုပ်ကြတဲ့အချိန်မှာလည်း3နိုင်လောက်ကြတယ်ပေါ့နော်ဒီ3နိုင်လောက်ကြတဲ့အချိန်မှာစစ်ကောင်စီဘက်ကနေဒီသုံးတရားလိုက်လံပစ်ခတ်တာမျိုးခုခံတာမျိုးမရှိလေဘူးတိုက်ခိုက်တာမျိုးမရှိလေဘူးအင်းဆိုတော့နေပြီးတော့ကသူတို့ရဲ့အတက်ဘူးဖြစ်တယ်စစ်ကောင်စီရဲ့နောက်ဆုံးဟို ဟိုလုံကြုံရေးကိုအသေးအတန်တိုးမြင့်ထားတဲ့နေရာဖြစ်တယ်နောက်ဆုံးတိုက်ကပ်ဖြစ်တယ်ပေါ့နော်ဘီဘီရောလိုဂျန်ကုံလို့ပေါ့ရှင်နော်မန္တလေးအပအဝင်ပေါ့နော်ဒါပေမဲ့ဒီနေရာကအဓိကနေနေဖြစ်တယ်ပေါ့အဲ့တော့အဲ့လိုနေမျိုးမျိုးမှာ -10 လောက်သာပေါ့ဝေးတဲ့နေရာမှာ PDF ရေးပေါ်ဒီတော်လည်းတစ်ခွက်ကြီးရောက်နေတာချက်ကောင်စီကမသိတာလားဒါမှမဟုတ်ပြန်များနေရတာပေါ့နော်ချက်ချက်ခတ်နေရတာပေါ့ဘာလို့လို့ဘာလို့ကန်ရမသိတော့တဲ့အချိန်တိုင်းလေးလက်မတိုင်မီအချိန်တွေမျိုးကိုဖြစ်နေရလားနောက်မှတို့ရဲ့အတွင်းထဲမှာဘာတွေဖြစ်နေလဲပေါ့နော်တစ်ခုခုတော့တစ်ခုခုပဲပေါ့နော်ဒါနောက်မှအပြီးသူစီကတည်င်းမရတာလည်းဖြစ်နိုင်တယ်အတောင်းအတောင်းရပါလေဆိုလို့ရှိရင်ဒီ ငလေလောက်ခတ်သွားတဲ့အပေါ်မှာဒီပြိုမှာအများကြီးထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်သွားတယ်။အဲ့ဒီပုံမှာလည်းဒီအလောင်းတွေကိုပေါ်ပေါ်ပေးတာမျိုးเนาะဒီအချိန်ကြီးအသက်ကယ်ပေးတာမျိုးလေဒီပြိုမှာရှိနေတယ်ဆိုရဒီဟိုစစ်အုပ်စုကမလုပ်ပေးခဲ့ကြဘူး။မလုပ်ပေးခဲ့ကြမယ်နဲ့အဲသူတို့ဒီတခြားနေရာတွေနဲ့ဒီတခြားနိုင်ငံတွေကိုဒီခွက်ခောက်တာလောက်နေတော့အာယုံဆက်ပြီးလုပ်နေကြတာဖြစ်တဲ့တော့အဲ့ဒီအထဲမှာရှိနေတဲ့ပြည်သူတွေကလည်းတော်တော်လေးဟိုမှာစိတ်နာသွားတဲ့အခြေအနေမျိုးမြင်တွေ့ရတယ်ပေါ့နော်။တရင်နေနေဖုံးထားတယ်ပေါ့။သူတို့ငကူတွေကမှဟာလာဘောမဆိုတဲ့တစိ့ကိုစစ်တေနဲ့ခံယူကြတော့သူတို့အပြစ်နဲ့သူလည်းတရင်မထုတ်ရဘူးမအော်ရဲမပြောရကြဘူးရှင်။အဲ့လိုမိသားစုဖြစ်တဲ့အတွက်ကြောင့်ဒီတဲ့င်းတွေကို PDF တွေဒီဒီတော့နားရောက်လာတဲ့တဲ့င်းတွေကို ပြည်သူစီကမရတာလည်းဖြစ်နိုင်ပါဘူးเนาะဒါတော့ခံမှန်းကြည့်ရအောင်တဲ့ခါကျတော့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ဒီကျွန်တော်တို့ရဲဘော်လေးเนาะဒီစစ်စေးပြုလုပ်နေတဲ့အချိန်မှာပဲဘုံမူတရအောင်ပါဝင်တက်တက်မြတ်ကိုဖမ်းမိတယ်ဖမ်းမိတာကလည်းအာဒီတို့ရှိမှာပါလာတဲ့လက်နက်ခဲယမ်းတွေအပေါ့တို့ရဲ့ပစ္စည်းတွေအားလုံးဟာเนาะကိုယ်နဲ့လည်းအများကြီးပါတယ်လို့ပြောတယ်အဲ့တော့အဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးက3000ဝန်းကျင်လောက်ရှိတယ်လို့ပြောရပါချင်းเนาะအဲ့တော့အရှင်ဖမ်းမိတယ်ပေါ့အဲ့ဒီအရှင်ဖမ်းမိတဲ့တတိယကိုစစ်ကောင်စီကမလို့ထုတ်ပြန်ထားလဲဆိုလို့ရှိရင်ဒီ3ယောက်ကိုစစ်ကောင်စီဘက်ကနေလိုက်လံပြစ်ခတ်လို့တင်သွားတယ်လို့ထုတ်ပြန်ထားတယ်ရှင်အဲ့တော့တော်လည်းဘက်ကအခွင့်အရေးတွေပြန်ပြီးထုတ်ပြန်ထားတာဒီဒီလူတွေကသူတို့လက်ထံမှာရှိနေတယ်ဆိုတဲ့အကြောင်းကိုပြန်ပြီးထုတ်ပြန်ထားတာတွေ့ရတယ်အမှန်တမ်းမှာ စိတ်ဝင်စားကြလဲကောင်းတယ်နောက်တစ်ခုကဒီဘုံမူ၃ယောက်ဟာဘုံမူအပေါင်းတက်တက်တက်ယောက်ဒီ၃ယောက်ဟာဒီလမ်းကိုနာမယ်ဆိုတာကိုသတင်းပေးတာကနေပြည်တော်မှာရှိတယ်ဘေးဒီကသတင်းပေးတာဖြစ်ပါတယ်ဒီသတင်းပေးမှုအပေါ်မှာ PDF တွေကလည်းအကျိုးရှိရှိ TDI ရောအသုံးချလိုက်နိုင်တာတွေ့ရတယ်မြန်မာပေးယူမြရလို့ရှင်ဆိုတဲ့အခါကျတော့ပြည်သူရှိရသတင်းမရတာကိုလည်းစစ်ကောင်စီကယူဆိုင်နေရတာဖြစ်တယ်လို့သူ့ရဲ့အတွင်းထဲမှာလည်းနော်စစ်ကောင်စီအနေနဲ့ချင်းတက်ဆက်ပေါက်ကိုရှင်တက်ဆက်ပေါက်တွေရှိနေတာဖြစ်တဲ့အတွက်သူတို့ဟာဘလို့တွေပဲစူးစမ်းနေစူးစမ်းနေသူတို့ရဲ့ရှုပ်ဝဲတွေကိုလည်းကျွန်တော်တို့ကမြင်ရမှာကျွန်တော်ပြည်သူတို့ကမြင်ရမှာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်2025မှာမြင်လာရနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့ရှင်နော်နောက်တစ်ခုက ဟိုကျွန်တော်စီရေးကြီးကိုပြန်ပြီးတုံးတက်မယ်ဆိုလို့ရှိရင်အခုချိန်မှာနော်ဟိုအရှင်တော်ကလိုမျိုးဘုံမှုအဆင့်လောက်တွေမဟုတ်တော့ဘူးနဲ့ဘုံမှုအဆင့်တက်ကြီးတဲ့လူကြီးပုံပုံလေးကိုဒါခက်စိတ်စိတ်ဖမ်းလာဖမ်းမိရေပေါ့နော်အဲ့အနေအထားမျိုးရှိတယ်ဆိုတဲ့ခါကျတော့ဒါကျွန်တော်တို့ကတော့အမြဲတမ်းအားရရယ်နော်ဟိုပြည်သူတွေလည်းပြောကြတယ်ရှင်ကျွန်မဒီမှာစကားလေးနည်းနည်းဖြတ်ပြောကြတာပါလေဆိုလို့ရှိရင်ဖောင်ဒေးရှင်းကရှိနေတဲ့ဟိုကပေါ့နော်ဒီတောင်ပြည်သူတွေပြောကြတာပေါ့ကျွန်တော်တို့ဒီတော်လန်ရေးအဖွဲ့ကြီးရဲ့စောင့်နေရတာအရေးကြီးပါတယ်တို့ရဲ့စောင့်နေရတဲ့ကျွန်တော်တို့ဒီကိုလည်းပေါင်ဝင်တဲ့လူတွေလည်းအရန်ကြီးဖိအားမဖြစ်အောင်အရန်ကြီးမများရအောင်တနေ့တစ်ချက်မလေးရှားပြည်နေတနေ့တစ်ချက်တလောက် ုံးစိန်နဲ့ကျွန်တော်တို့ group တွေခွဲရတာရှိတယ်။အဲ့ရနေပြီးတော့ရားတဲ့ဒီထောက်ပံ့ငွေပေါ့ရှင်ထောက်ပံ့ငွေကရဲဘော်တွေရဲ့လက်ထဲပေါ့ကျွန်တော်စားနေရိတ်ခါအထင်းနဲ့လဲသွားတယ်ဒီ uniform တွေလိုအပ်ရင်လဲဝင်ပေးတယ်နော်ဟိုလိုရင်လိုတဲ့နေရာမှာသွားနေတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တနေ့တစ်ကြက်တစ်လုံးနဲ့ပေါင်ဝင်ချင်တဲ့လူများနေတယ်ကျွန်တော်ဆက်ပြီးကြားပါလို့ဆိုတဲ့ကြောင့်ပေါ့ကျွန်မအညီများလေးအခါလေးကြောင်ညာပေးမယ်ပေါ့ရှင်နော်။အင်းဆိုတော့ဒါလေးကကျွန်တော်ဝင်တာပေါ့ ကျွန်တော်တို့ကတော်လန်ရေးကိုကုမယ်ဆိုလို့ရှိရင်ဟိုပြည်သူကျွန်တော်ပြည်သူတွေကတော့ဟိုဝေးနဲ့ပဲကုမရမှာတခြားအရာမရှိဘူးเนาะအတလင်မပေးနိုင်ဘူးเนาะဒါကြောင့်မလို့ကျွန်တော်တို့ကရှားရဲနေရည်နဲ့ကုနေတာဖြစ်တယ်ပေါ့เนาะရှားရဲမှာလည်းကျွန်တော်ကမ်ပိန်းတွေတိတ်တောင်ကမ်ပိန်းတွေလုပ်ခဲ့တယ်အောင်မြင်တယ်เนาะတရားခိုင်နှုန်းခွင့်အောင်က၈၀ရာခိုင်နှုန်းလောက်အောင်မြင်တယ်เนาะဒီတိုင်းမှာလည်းပြည်သူတွေရဲ့ပတ်ဖို့ကလိုအပ်နေသေးတယ်အခုဆိုလို့ရှိရင်ဒါ၂၀၂၅မှာကြားနေရတဲ့ဒရီတွေအားဆိုရင်ရှေးစီးအချိန်က၂၀၂၅မှာအမြင့်ဆုံးအချိန်မျိုးရမှာဖြစ်တယ်ပေါ့เนาะဒါကြောင့်မလို့ကျွန်တော်တို့ကအခုအချိန်မှာပို့ပြီးတော့မှတော်လိုင်းဘက်ကတော်လိုင်းအဖွဲ့တွေပို့ပြီးတော့မှပန့်ပိုးရမယ့်အချိန်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ကဒါကြီးထွန်းတာဝင်နေဖြစ်ပါတယ်။ဒါအဲ့တော့ကျွန်တော်နောက်တစ်ခုတင်ရအောင်ပါလဲဆိုလို့ရှိရင် ဒီမုံရောင်ဘက်ကိုစင်အားဖြစ်တင်းနေတဲ့ကိစ္စပေါ့နော်ဒီနောက်ဘက်ခါလာနေပြီးတော့အာစင်အားဖြစ်တင်းနေတဲ့ကိစ္စပေါ့ဆိုတော့သူဒီစင်အားဖြစ်တင်းတဲ့နေရာမှာလေကားအစီးတရာလောက်ရှိတယ်လို့တော်တင်းရတယ်အဲ့တော့ပြီးတော့စင်တက်ကြရနေပါလေပြီးပြီဆိုတော့ဟိုထက်ပြီးလိုက်တယ်လို့ကြီးကတင်းရရတယ်နော်အဲ့တော့လူပဲပစ္စည်းအများကြီးပေါ့ရှင်လူပဲပစ္စည်းအများကြီးနဲ့နော်ဒီစင်အားဟိုကားအစီးတရာလောက်နေဆိုတော့စစ်ပွဲကြီးကြီးဒီမုံရောင်ဘက်မှာဖြစ်လာတယ်ဒါကြောင့်မုံရောင်မှာရှိနေတဲ့ဒီလူလူကိုကြီးထားအောင်ဒီတင်းတွေကိုအာဒီတင်းကိုဟောထုတ်ပြရဖြစ်ပါတယ်ပေါ့နော်ဆိုတဲ့ခါကျတော့အဲ့ဒီစစ်ပွဲကိုနော်အဲ့ဒီစစ်တောင်းကိုဦးစီးဦးဆောင်လုပ်တာကတော်လန်ရေးအခွဲတွေကစစ်တုပ်ပန်းအဖြစ် ထားနာပြီးတော့မှပြန်လှုပ်ပေးလိုက်တဲ့စစ်တုံးပန်းတယောက်ဖြစ်တယ်လို့ဒါပြောလာတယ်ပေါ့နော်ဆိုတဲ့ခါကျတော့စဉ်းစားဖို့ပါလူလိုင်းအဖွဲ့တွေရောနော်ဂျော်လူပီရဲ့တွေရောပြောချင်တာကတော့ဒီဂျန်သူကိုဖမ်းမိပြီဆိုလို့ရှိရင်ပြန်ညှုတ်လိုက်ပါရှင်းရှင်းလေးပဲပြောလာတာနော်ဂျန်သူဟာဘယ်တော့မှကို့လူဖြစ်မလာဘူးဒီချိန်ထိစစ်ကောင်စီဘက်မှာမမမမရက်တည်ပြီးတော့တင်ပွဲဝင်တိုက်ပွဲဝင်ပေးနေတယ်ဆိုတဲ့ကဒီလူတွေကဘယ်နည်းနဲ့မှပြည်သူဘက်ကိုမျက်နှာမူလာမှာမဟုတ်ပါဘူးဒါကြောင့်မို့ဒီစစ်တုံးပန်းတွေကအင်မတန်ကအန်တီမြားတယ်တောင်းစီရတဲ့ရင်းတွေလည်းပောက်ကြမှာဖြစ်လို့အခုကျတော့လှုပ်ပေးလိုက်တဲ့လူကပြန်တိုက်မဲ့အနေထားမှာဦးစီးရမှာဖြစ်တယ်လို့ဒါတတိယဆိုတဲ့ခါကျတော့ ဒီစစ်တုပ်ပန်းတွေကိုပြန်လွတ်ပေးပါနဲ့ဒါအောင်လို့ပြောချင်တယ်နောက်ကတော်လိုင်းတက်ဖွဲ့တွေသတိထားဖို့ပါနော်အခုစစ်ကောင်စီကလင်းရင်နဲ့ဒါသူကလင်းရင်တစ်ခုနဲ့ဒါအားကိုပြီးတော့တိုက်ရုံရတာဖြစ်တဲ့အတွက်ကြောင့်မို့လင်းရင်ကိုပဲတော့အုံပြုမှဖြစ်တဲ့အတွက်ဒီစက်တွေပစ္စည်းတွေစက်တွေအထိုင်စက်တွေစကားပြောစက်တွေကိုအမြဲတမ်းအလုံးစုံလေးသတိထားဖို့လိုအပ်ပါတယ်နော်ဒီဟာတွေကို location လိုက်ပြီးတော့ဒီနေရာမှာဘုံကျဲမှုအစီအစဉ်ရှိတယ်လို့ဒါတရင်အတိတ်ကရလာတယ်ပေါ့ချင်းဒါကြောင့်မလို့တော်တော်လိုင်းအဖွဲ့တွေကိုလည်းဒါလေးတွေကိုတော့သတိပြုဖို့ဒါပြောချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်2025ရဲ့စစ်ရေးဟာကျွန်တော်တို့ပြည်သူလူထုအတွက်ကတော့နော်အရေးတစ်ခုအပြောင်းအလဲတစ်ခုကိုတိတိကျကျမြင်ရမယ် အဲနှစ်တခုလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လေစီရေးဆိုတာနောက်ဆုံးနောက်ဆုံးဒါတတိယလိုင်းလို့ခေါ်လို့ရတယ်ပေါ့တတိယသွားမယ်ပါပေါ့နော်အဲ့တော့ဒီပုံမှာလေဒီအယူတီအနေနဲ့တင်တာထားရရှိတယ်နော်ဒီလိုနေတူတူပြင်ဆင်ထားကြဖို့တင်တာထားဒါရီကခဏခဏတင်တာနေရပဲပေါ့နော်အခုတကယ်ဖြစ်လာမယ်စစ်ပွဲတွေကပို့ပြီးတော့အရင်တက်ပို့ပြီးတော့ဒီမှာပဲရထက်ပို့ပြီးတော့ PC ဆုံးရှုံးမှုတွေများမယ်ဒါကြောင့်ဒီလိုလို့နေအထူးတတိထားဖို့ရှင်နော်ဒီထားကြမှုရှောင်ရှားကြပြင်ဆင်နေရရှိတာပြင်ဆင်ထားဖို့လိုအပ်တဲ့ပစ္စည်းတွေကိုတပါတယ်ဂျူလာဖို့ဟိုနှုတ်ဆော်ရပါရှင်နော်အဲ့တော့ဒီပြည်သူများအနေနဲ့ဒီဒီဘက်မှာရောက်နေတယ်ကျွန်တော်တို့ရဲ့ ပြည်သူတွေပေါ့ရှင်မန္တရားကိုမျက်လို့တဲ့အများအနေနဲ့နော်တော်လန်ရေးကိုပောင်ဝင်ပေးကြပါအာယုံဆိုင်ပေးကြပါတချီထပ်ပြီးတော့ယုံကြပါစို့လို့ပြောကြရင်လည်းဒီမှာဒီတင်လေးကိုလာပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့တော်လန်ရေးနော်ဘယ်အချိန်မှာနော်အပီးတက်မယ်ဆိုတာမသိပေမဲ့အခုချိန်မှာတန်းနေရတဲ့တင်လေးကကျွန်တော်တို့တော့ကလုံးဝအားရကြတဲ့တင်လေးဖြစ်တဲ့အတွက်ကြောင့်ဟုတ်တယ်နော်ပြည်သူတွေစိတ်တက်မကြပါနဲ့နော်ပြည်သူတွေစိတ်တက်မကြပါနဲ့ပြည်ပမှာရှိနေတဲ့လူတွေလည်းဒီတော့လည်းပေါင်ပေးကြပါနော်ဒါတော့ကျွန်မထက်ကထက်ကတောင်းဆိုပါရစေ။ပေါင်ရင်နေနေမြန်မာကျွန်မဆက်တွေ့ရပါစေကြောင်းကိုကျွန်မဒီဒီဘာလေးမှာခါးလေးတင်လာပေးလိုက်ပါချေကျေးဇူးတင်ပါတယ် ကဲနော်မကြီးတည်းပြောတော့အားလုံးကြားတဲ့တိုင်းပေါ့နော်ကျွန်တော်နော်အာတော်လိုင်းရေးတဲ့တကယ်အရေးကြီးတဲ့ကဏ္ဍတွေလည်းဖြစ်လာပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီတော်လိုင်းရေးတဲ့ကျွန်တော်တို့ပါဝင်တဲ့အတက်နိုင်တဲ့အဖက်ဖက်ကဏ္ဍပေါ့နော်ပါဝင်နိုင်တဲ့လောက်ပေါ့နော်အာဒီမလေးရှားဆိုမလေးရှားရင်ဂစ်အာဒီထိုင်းဆိုထိုင်းထိုင်ပါပေါ့နော်အခုပါဝင်နိုင်တဲ့လောက်ပေါ့နော်အခုအဖွဲ့ရှိတွေစတဲ့ညီယာအတီတီကဏ္ဍမှာကျွန်တော်အာပါဝင်ကြဖို့ပေါ့နော် အာတိုက်တွန်းချင်ပါတယ်ကျွန်တော်တို့တော်လိုင်းရေးကြီးကမကြက်ခင်ပေါ့နော်ပြေကိုပြီးတော့မှဆိုတာတော့တည်ချတယ်ဒီစစ်ပွဲကဒီတော်လိုင်းရေးဟာနော်အရှုံးပြီးလို့မရတဲ့ပွဲရှုံးလို့မရတဲ့ပွဲဆိုတဲ့ဟာကိုအာလေတည်စေချင်တယ်ဆိုတော့ဟုတ်ပြီဒီအာကိုစင်းနဲ့အမိုင်တဲ့တို့တင်စီပြီးတော့ပေါ့ပြည်ကြကြရမယ်တို့တချက်လေးတို့ကိုကမန့်မှာရေးပြချပါလို့ပြန်နေတဲ့အဆုံးတက်လိုက်ပါမယ်ကျွန်တော်နောက်တဲ့တဲ့လေးတွေနဲ့ပြန်ဆုံကြရအောင်နော်โอเคဘိုင်ဘိုင်